မင်္ဂလာပါရှင်တနင်္လာရီတိုင်းသတင်းဌာနမနက်ခင်းသတင်းအစီအစဉ်ရဲ့ဧပြီလ23ရက်နေ့အတော်နောက်ဆုံးရသတင်းတွေကိုပြပြပေးမှာဖြစ်ပါရရှင်တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့ကနေတောက်ကြနေ့အထိတင်ဆက်ပေးသွားပါမယ်ရှင်ယာယီအပြစ်ရကာလကိုဧပြီ23ရက်ကနေဧပြီ30ရက်အထိ၈ရက်သက်တမ်းတိုးလိုက်တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ် ငလျင်တန်နောက်ပိုင်းပထမအကြိမ်ကြီးညာခဲ့တဲ့ရာယီအပြစ်ခက်ရက်ကြီးညာချက်တက်တန်ရဲ့နောက်ဆုံးရက်ဖြစ်တဲ့မနေ့က April 22ရက်နေ့မှာစစ်ကောင်စီကထပ်မံကြီးညာချက်ထုတ်ခဲ့တာလည်းဖြစ်ပါတယ်။စစ်ကောင်စီဟာအင်အားပြင်းငလျင်ပေးကြောက်ကုညီကေဆယ်ရီးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့ရာယီအပြစ်ရက်တော်ကို April 2ရက်နေ့ကနေ22ရက်နေ့အထိတက်မှတ်ကြီးညာခဲ့ပေမဲ့အဲ့ဒီကာလအတွင်းလေကြောင်းတိုက်ခတ်မှုတွေစစ်တိုက်ဆိုသလိုလှုပ်ဆောင်ခဲ့ပါတယ်။ တရချောင်းမြို့နယ်ကကြေးရွာတချို့ကိုစစ်ကောင်စီတပ်ကအခုလ22ရက်နေ့ည10:00နာရီဝန်းကျင်မှာဘုံကျဲခဲ့တာကြောင့် KNL ရဲဘော်တို့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေကဆိုပါတယ်။စစ်ကောင်စီတပ်ဟာအခုလ22ရက်နေ့ညပိုင်းကဝင်းဝါမင်းတပ်တဲချောင်းသောရွာတွေဘက်ကိုဘုံသီးအလုံးကြီး20နီးပါးကျဲချခဲ့တာပါ။ဧပြီလ18ရက်နေ့က ဝင်းဝနယ်မြေရဲစခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကတိုက်ခိုက်ပြီးနောက်စစ်ကောင်စီတပ်ကအနီးနားကကြေးရွာတွေကိုနေရောညပါပုံကျဲတိုက်ခိုက်နေတာဖြစ်ပါတယ်။အခုလ19ရက်နေ့ကလည်းစစ်ကောင်စီဘုံကြောင့်အသက်9နှစ်အရွယ်မြေဖြစ်သူနဲ့အသက်50ကျော်အရွယ်အဖိုးဖြစ်သူတို့တိစုံခဲ့ပါတယ်။ကိုကန် MNDAA တက်တွေစုတ်ခွာသွားတဲ့လာရှုံမျိုးကိုစစ်ကောင်စီတပ်သားတွေမနေ့ကမနက်ပိုင်းကစလို့ဝင်ရောက်လာခဲ့ပါတယ်။ နတ်ပုံရွာဘက်ကဝင်ရောက်လာတာဖြစ်ပြီးစစ်ကားအစီးရေ90ဝင်ကျင်နဲ့ဝင်ရောက်လာတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်လာရှိုမျိုးကိုဝင်ရောက်လာတဲ့စစ်ကောင်စီရင်နှန်းဟာလာရှိုမျိုးအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခထဲကိုဦးတည်ဝင်ရောက်သွားတယ်လို့လည်းသိရပါဗျ။ ခုလ19ရက်နေ့ကတော်လန်ရေးတပ်တွေတင်ပိုက်ခဲ့တဲ့ထိထပြူဟာစခန်းသိမ်းတိုက်ပွဲမှာတော်လန်ရေးတပ်ဖွဲ့တွေဘက်ကရဲဘော်တဦးကြာဆုံးခဲ့တယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးမိတ်ဝဲခင်က မနေ့ကထုတ်ပြန်ပါတယ်တိုက်ပွဲအတွင်းကြဆုံခဲ့တဲ့ရဲဘော်ဟာ KNDO တရင်ခွနစ်ကတပ်ဖွဲ့ဝင်ဖြစ်ပြီး April 19ရက်နေ့မှာပဲကြဆုံခဲ့တာဖြစ်တယ်လို့သိရပါဗျ။ ဆက်အနာရှင်စနစ်အပါအဝင်အနာရှင်စနစ်ခြုံငင်ရင်းနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ပြီးငြိမ်းချမ်းတဲ့လူအဖွဲ့အစည်းကိုပြန်လည်တည်ဆောက်လိုတဲ့လူငယ်ရဲဘော်ဆော့ဟက်ပီရဲ့ပိတ်ဆက်မှုကို KNU မြေတဝဲခရိုင်တပ်မလေးကလေးစားစွာဂုဏ်ပြုမှတ်တမ်းတင်အပ်တယ်လို့ဆိုပါတယ်တဝဲခရိုင်လုံးလုံးမြို့နယ်မှာမနေ့ကဆက်အနာရှင်စနစ်ဆက်ကျင်ရေးလူထုသပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ တဝက်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုတပိတ်ကော်မတီကဦးဆောင်ပြီးကြောက်စိတ်တွေကိုဖယ်ရှားအမောင်ခစ်ကိုရဲရဲကြော်လွားဆိုတဲ့ခေါင်းစဉ်နဲ့လူထုလှုပ်ရှားမှုပြုလုပ်ခဲ့တာပါအဲ့ဒီတပိတ်လှုပ်ရှားမှုမှာလုံလုံမြို့နယ်ထဲကဒေသခံတွေပူပေါင်းပါဝင်ခဲ့ကြပါတယ်တနင်္လာရီမြို့နယ်ဘန်လုံးမကြီးရွာအုပ်စုမှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးတပ်ဖွဲ့တွေဘက်ကနေရက်ဆက်ဒရုန်းနဲ့ပုံတိကျတိုက်ခိုက်ခဲ့လို့သိရပါဗျ။ မနေ့ကမနက်ပိုင်း9နိုင်ခွဲဝင်းချင်းကဗလမော့ရွာကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတွေကိုတော်လိုင်းရေးပူပေါင်းတပ်တွေဘက်ကပထမအကြိမ်ဒရုန်းနဲ့ပုံတိချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်ညနေ4နိုင်ဝင်းချင်းမှာကန်တိုရွာဘက်မှာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားတွေကိုလည်းပုံတိချတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အခုလ21ရက်နေ့ကလည်းရန်ဖို့ရွာမှာရှိနေတဲ့စစ်ကောင်စီတပ်သားတွေကိုဒရုန်းနဲ့ပုံတိချတိုက်ခိုက်ခဲ့ပါသေးတယ်။ တနင်္လာရီတိုင်းသတင်းဌာနရဲ့မနက်ခင်းသတင်းအစီအစဉ်ကိုနောက်ဆက်ပြီးရအတူအကြည့်စုတင်ပါရရှင်။